ဗီဒီယိုပရိသတ်များအလုံးမင်္ဂလာပါရှင်ဒီတစ်ခေါက်တင်ဆက်ပေးသွားမယ်ပစည်းပြပွဲလေးကတော့ကိုဆိုင်ပြေဆောင်အေးရဲ့၃ချိန်မြောက်ဆိုလိုရှိုးလေးပဲဖြစ်ပါတယ်ဒီရှိုးလေးကိုတော့ Faith of a Wild Braver လို့အမည်ပေးထားပါတယ်ကျွန်တော်ဆိုင်ပြေဆောင်အေးပါဟုတ်ပစည်းပြပွဲကတော့ Faith of the Wild River ပေါ့နော်အရာကြီးမြစ်တစင်းရဲ့ယုံကြည်ရာပေါ့နော်အဲ့လိုနာမည်ပေးထားပါတယ်တတိယအချိန်ဒီကိုလိုပြပွဲပါဟုတ်ကဲ့ပါအားလုံးကတော့ water color ကြီးပဲ ကျွန်တော်ကဝါတာကလာရေးတာလေဝါတာကလာရေးတာဆိုတော့အားလုံးဝါတာကလာကြီးပဲမျိုးစားတော့အာ40 30စိုက်ပါမယ်နောက်ပြီးတော့ရွက်ပြေးပါမယ်တဝက်ပါမယ်လေးကျိုးပါမယ်အရွယ်၄မျိုးပေါ့နော်အရွယ်စား၄မျိုးပါမယ်အဲစုစုပေါင်းတော့30တကာကျွန်တော်ကတော့အဓိကတော့ landscape တွေပါပဲ landscape တွေမှာတာမန်မြင်နေကြဒီရန်ကုန်မန္တလေး ဒီပကံပေါ့နော်ဒီအရှုခင်တွေကိုကျွန်တော်အဓိကထားရေးပါတယ်တချို့ကျတော့လေအဲ့ဒီအမတ်တရတကယ်အထင်ကြီးရနေရာတွေနဲ့အဲ့ဒီပတ်ချာလေးမှာရှိတဲ့လူနေမှုဟိုဒီဘောဘောဘောနော်အဲ့ဒါလေးတွေပါတတ်ပါလေဟုတ်ပါပါဒါကတော့ကျွန်တော်ဒီဘွဲမှာပါတဲ့ရွှေတကုံရှိပဲမဟုတ်ဂျာတော့ရလန်းအနေမှာမြင်ရတဲ့ကားပေါ့နော်အဲ့တော့အဲ့ဒီမှာတော့ညနေညနေချိန်ရေးထားတာပေါ့ရေးထားတော့ ဒီဒီအတွက်လည်းကျွန်တော်အဲ့ဒီမှာတွားပြီးတော့တတိချာတပုံရိုက်ခဲ့ရတာပါနော်ရိုက်ပြီးတော့မှတတိချာရေးထားရတာပါနည်းနည်းခက်ခဲပါလေလက်ဝင်ပါတယ်နော်ဟုတ်ဒါကတော့အားလုံးသိတဲ့လွတ်လပ်ရေးကြောက်တိုင်နဲ့တရားရုံးချုပ်ပေါ့နော်ဟုတ်အဲ့ဒါတော့မတ်တမဲအိမ်နာဖြတ်သွားရင်းနဲ့ဒီမြက်ခင်းပြင်ပေါ်မှာအရေးကြနေတာနဲ့လွတ်လပ်ရေးကြောက်တိုင်မှာအရေးကြနေတာနဲ့လူတွေနားနေတာနဲ့သူရဲ့အတိတ်ပဲဆိုလိုခြင်းနဲ့မျက်စိပဓာဏ် တော်တော်ကြည့်လို့ကောင်းတာနဲ့ရေးပြတာပါဟုတ်ဆိုတော့ဒီဓာတ်ပုံတွေကနေပဲပေါ့ဓာတ်ပုံတွေကပဲရေးတာပါဟုတ်ကဲ့ဓာတ်ပုံတွေကပဲရေးတာပါဟုတ်ဒါကတော့ကျွန်တော်ဟုတ်ကဲ့ဟို2021ပေါ့ဟုတ်2021ဒါပေမဲ့ဒီပုံ ဖြစ်လာတာတော့အဲ့မတိုင်ခင်ခဲ့ရပါအဲ2019ဝင်းကျင်18 2018ဝင်းကျင် လောက်ခဲ့ရကျွန်တော်တို့20ဘက်ကိုရောက်ကြရင်လည်းဒီပုံကိုဓာတ်ပုံရိုက်ယူလာတာပေါ့တော်တော်ကြပြီနော်တော်တော်ကြပြီအဲ့ဒါကိုမှ2021မှာမှကျွန်တော်ကျွန်တော်ပြန်ပြီးတော့ တပုတ်နေရတိုင်းတော့မဟုတ်ဘူးပေါ့ကျွန်တော်ပြန်ပကြီကပြန်ဖွဲ့ရတာပေါ့နော်ပြန်ဖွဲ့ပြီးတော့မှအာဒီပကြီကရေးပြတယ်ဒီကားရေးပြတယ်နောက်ဒီထက်သေးတဲ့တဝက်ဆိုင်ကားတကားရေးပြတယ်အဲ့ဒါကိုကျွန်တော်ဒီဒီစုတစိပေါ့ဟုတ်စုလက်မှတ်ပေါ့ certificate ပေါ့အဲ့ဒါတော့ကျွန်တော် မတမ်းမှာပထမဆုံးရတဲ့ certificate လို့ပြောလို့ရပါတယ်။ဟို international ပွဲတွေကတော့ group ပွဲတွေဘာတွေကတော့ပါပြစ်တာများပါပြင်ရပါတယ်။ဒီမတိုင်ခင်တဲ့ပါပြစ်ပါတယ်ဒါတွေကတော့ဒါပေမဲ့ဒါကတော့ IWM ဆိုပြီးတော့အင်္ဂလန်မှာ base လုပ်တဲ့ဒီကျွန်တော်တို့ international watercolor artist တွေအကုန်လုံးဝင်ပြိုင်ပြီးတော့စု certificate ပေးတဲ့ဟာပေါ့နော်။အဲ့ဒီမှာ2022အဲ2022မှာစုရွေးချယ်တော့အဲ့မှာ top 200ဆိုပြီးတော့အဲ့ဒီထဲမှာ ပထမဆုံးအရွေးခံရတဲ့ကားပေါ့နော်ဟုတ်နှစ်ကားပါတယ်ဟုတ်နှစ်ကားရွေးခံရတယ်အဲ့ဒီကအဲ့ဒီရဆူလက်မှတ်ပေါ့နော်ဒီကားရောနောက်တစ်ကားရောရွေးခံရပါတယ်အဲ့ဒီနှစ်ကားသလုံးကဒီ team မှာပဲဒီ subject ပါပဲနော်ဒါကတော့2022ပြီနောက်တနှစ်2023 Belgium မှာလုတ်တဲ့အဲဘကြီးပြပွဲပေါ့အဲ့ဒီပြပွဲမှာကျွန်တော်ကားတွေကိုအာဘကြံကကျွန်တော်ကားတွေစုတဲ့သူက သူကကျွန်တော်ကလည်းအများကြီးဆူထားဘူးတယ်ဆူထားတယ်အဲ့ဒါကိုမှ तू ကဟုတ်တယ်ဘယ်ဂျန်မှာ तू ကအဲ့ဒါကိုမှအာဘယ်လိုပြောမလဲသူတို့ဒီမှာဘယ်ဂျန်မှာပကြီးပြပွဲတစ်ခုရှိမယ်နောက်ပြီးတော့အဲ့ဒီမှာလည်းသူတို့ကသူတို့ဆူပေးတာတွေပါတယ်လုကြမယ်ပေါ့အဲ့ဒီမှာ तू က तू ဆူထားတဲ့ကားကိုမှ तू ဝင်ပြတာကျွန်တော်ကလည်းပေါ့နော်ဟုတ်ကဲ့ကျွန်တော်ကလည်းဝင်ပြတာဝင်ပြတော့အာကျွန်တော်ဒီဆူရတယ်ဆူရတာပေါ့နော် तू ကဝန်တာအရာနဲ့ပြောတယ်အဲ့တော့ကားကတော့သူ့ဒီမှာ ကျွန်တော်မရှိဘူးကျွန်တော်မှမရှိဘူးပေါ့နော်ဒါပေမဲ့ဒီ certificate တော့ကျွန်တော်စီရောက်လာတယ်ဒါက2023မှာကျွန်တော်ရအမှတ်တရတစ်ခုပေါ့နော် Belgian အဲ Belgian နိုင်ငံသားမှမဟုတ်တော့အဒီအစူရလူနိုင်ငံသားဒါပေမဲ့ပကြီးပြပွဲမှာတော့နိုင်ငံတကာကဝင်ပြကြတာပေါ့နော်အဲ့တော့အဲ့ဒီမှာဒီစုဝင်တော့အဲ့ဒီခုနှစ်တည်းပဲ2023တည်းပဲပြင်သစ်မှာလုတ်တဲ့ဒီခေါင်းစဉ်အောက်ကပွဲပဲအ အဲ့ဒီမှာလဲကျွန်တော်ကားတွေကိုထပ်ဖိတ်ပြီးတော့ပြတယ်အဲ့တော့သူဒီမှာရှိတဲ့ကားတွေပဲသူပြင်သစ်ကိုထပ်ပို့ပြီးသူကျွန်တော်ကားတွေပဲအဲ့ဒါပဲဝင်ပြတယ်ဝင်ပြသေးတယ်ဟုတ်ကဲ့အဲ့ဒါလဲ2023မှာဒါပေမဲ့သူတို့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့2023မှာကျွန်တော်ဒီစုရွေးချက်ခံရတဲ့အတွက်၃နှစ်ကျွန်တော်ပွဲဝင်ခွင့်ပိတ်တယ်2026ကျမှာကျွန်တော်ပြန်ပြီးတော့အဲ့ဒီပွဲကိုဝင်ပြိုင်လို့ရမယ်ဒါကဒါတမျိုးသူတို့ရဲ့သမတ်ချက်တစ်ခုပေါ့နော်ဟုတ် အဲဒါကတော့ဒီ2024ပြီးခဲ့တဲ့နှစ်ကဒီကားနဲ့ရတာဒီကားနဲ့ရတဲ့စုစုစုလက်မှတ်ပေါ့နော် certificate ပေါ့နော်ပြီးခဲ့နှစ်ကပေါ့ဟုတ်ပြီးခဲ့နှစ်ကရေးတာလည်း2024ပေါ့ဒီပွဲအဲခေါ်တဲ့ချိန်မှာရေးပြတဲ့ကားပါနော်ဟုတ်ဟုတ်ဒါကတော့လည်းရွေးပြပါပဲဒီကားလက်မှတ်တမ်းတစ်ခုပေါ့ကျွန်တော်အတွက်ပေါ့နော်ဒီတော့ဒီရွှေကြကြနဲ့ပတ်သက်တဲ့အဲညနေစည်းစာရမ်းလာတယ် မန္တလေးကျွန်တော်တို့ဟိုဘက်သခိုင်းဘက်ကိုကူးတဲ့ဒီတရာကြီးပေါ့နော်အဲဒီတရာနဲ့ဒီမြစ်ပြင်ကျယ်ပေါ်မှာရှိတဲ့တံပန်တွေမော်တော်တွေသင်္ဘောတွေရေလှုပ်ရှားမှုနဲ့အဲ့ဒါအရန်လာတယ်ကျွန်တော်ဒီကားတွေလည်းတခြားတွေလည်းရေးဘူးတယ်ဒီတက်သေးတဲ့ကားတွေလည်းရေးဘူးတယ်အဲဒါပေမဲ့တမျိုးစီပေါ့နော်ဒီကားမှာတော့ဟိုတော်တော်လေးကြီးရတာပျော်ဖို့ကောင်းတယ်လို့တကယ်လည်းကျွန်တော်တို့မှန်တမ်းတစ်ခုပါပဲအဲ့တော့ဒီဒီဒီဟာရခဲ့တယ်ဆိုတော့ဒါထိုက်တန်ပါတယ်နော်ဟုတ်ထိုက်တန်ပါတယ်ဟုတ်ပါတော့ ဒီနေ့ဘာတရေဟာလေးတွေ့တော့အဲ့ဒီချက်လောက်ရှင်းပြပြပါအော်ဟုတ်တယ်ဟုတ်တယ်နေပြီဆိုတော့လေဟုတ်တယ်ဗျဟုတ်တယ်ဒီကရေးထားတာ2023ကရေးတဲ့ကားပါပဲဒါပေမဲ့ကျွန်တော်ဘယ်မှမမပြပါဘူးဟိုမပြဘဲနဲ့အဲထူးခြားတာကဒီကားမှာကျွန်တော်ကပုံမှန် site တွေလို့ဟိုမဟုတ်ဘူးကျွန်တော်ပုံမှန် site တွေဆိုရင်ဒီလိုနည်းနည်းဟိုဟာဖြစ်တာပေါ့ဓပုံ site ပေါ့နော်ဓပုံ site ဒါကတော့ panoramic ဖြစ်သွားတာပေါ့နည်းနည်းလေးတွဲတွဲလေးဖြစ်သွားတာပေါ့เนาะအဲ့တော့ခက်တွဲတွဲလေးကိုကျွန်တော်ပကြီကားဖွဲ့တဲ့အခါကျတော့ဟိုကျွန်တော်ကမန္တလေးကလာတာမန္တလေးဒါပေမဲ့ရင်ကုန်မနေပါနဲ့နော်မန္တလေးကလာတော့ဟိုဒကြံကိုကျွန်တော်က represent လုပ်ချင်တယ်ဒီပကြီကားပေါ်မှာပြချင်တယ်အာမန္တလေးဆိုရင်ဒကြံနဲ့ပတ်သက်လက်နာမည်ရှိတယ်နာမည်ဟိုနာမည်ကျော်တယ်ပေါ့เนาะအဲ့တော့ မန္တလေးမှာဘာတွေရှိမလဲဆိုရင်ကျွန်တော်တို့ကျုံရှိမယ်ကျုံပတ်လေမှာကျွန်တော်တို့ကမန္တလေးတွေအပြိုင်ထိုးပြီးတော့တကြံကိုကျင်းပတာအဲ့ဒါကိုပဲငွေငန်းကလည်းမပါမဖြစ်ပဲเนาะငွေငန်းကလည်းမပါမဖြစ်ပဲဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လက်ထပ်ပုံသွားရိုက်လာလည်းမဟုတ်တလို့ဟိုကို့မှာလည်းဓာတ်ပုံနဲ့ပတ်သက်တဲ့ record တကြံမှာဘာမှရိုက်ထားမရှိဘူးရေးကျင်တာပဲရှိရဲဒါတော့တကြံလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကမန္တလေးမှာလေခဲတုံးက ကင်မရာလည်းမရှိဖုန်းလည်းမရှိဘူးပေါ့အဲ့ဒီခက်ဆိုတော့ဒိုင်းမတာကို line ပေါ်မှာ online ပေါ်မှာပြန်ရှာတယ်ကြံမိုးကြံမိုးကားတွေရောတခြားပုံတွေပေါ့အကုန်ပြန်ရှာပြီးတော့မှကိုယ့်အကူပြန်ပြီးတော့ဖန်တီးရတာပေါ့နော်ကျုံထဲမဲ့ရနောက်ပြီးတော့ဒီအလှပြရင်ကနေလေပဲမဟုတ်ဘူးသူကညနေဆောင်မှထွက်တာရေပိတ်ရေပတ်တာတွေနားသွားပြီးတော့မှထွက်တာမျိုးပေါ့နော်အဲ့ကြမှာအလှပြပြီးတော့ဆိုကြတီးကြပေါ့နော်အမအောက်ကပြိတက်ကလည်း အဲအားပေးတယ်ဒါမျိုးပေါ့နော်အဲ့တော့မာမာဘရောက်ပင်ကြီးနဲ့ဒါမျိုးဖွဲပြတာပါအဲ့တော့သူကတော့တခြားပကြီးကားတွေနဲ့မတူဘနိုရာမစ်လေးနဲ့ဖြစ်မယ်အာဟုတ်ကဲ့ကျွန်တော်ဒါကတော့ခုနပြောလို့ပဲဟိုတတိယချိန်မြောက်ဒီကိုတော့ပြပွဲပေါ့နော်အဲဒီတော့အချိန်ယူပြင်ဆင်ခဲ့ရပါတယ်အဲကားပေါင်း30တကားပြတယ်ပြတဲ့နေရာမှာမှအရွယ်ဆုံး size ဆုံးအာစိတ်တိုင်းကြအောင်ဖန်တီးပြီးတော့မှ ချပြတဲ့ပွဲတစ်ခုပါဗောနော်အဲ့တော့အစားတော့40ကျော်ပြမယ်လို့50ကျော်ပြမယ်လို့ဆိုတာမျိုးစဉ်းစားမိတယ်ဗောနော်ကားရေးအတွက်ပေါ့ဒါပေမဲ့အဓိကတော့ကိုကိုချပြတဲ့ကားတွေကတကယ်ကိုစိတ်တိုင်းကြဖြစ်ဖို့ပဲအရေးကြီးတယ်လေအဲ့ဒီပုံစံမျိုးနဲ့ပဲသူကလည်းသူအရေးအတွက်ဘလောက်ကြီးမလို့ဘူးကိုချပြတဲ့ကားကိုစိတ်ကြိုက်ကားကိုဟိုဟာဖြစ်တဲ့ကားဆိုပြီးတော့အဲ30တကားချပြဖြစ်ပါတယ်ဟုတ်ကဲ့အော်ဟုတ်ကဲ့ပွဲကတော့ကျွန်တော်ဒီ 22ကနေမှ26ရက်လာမဲ့ပရဟုနေ့နောက်ဆုံးပေါ့နော်အဲ့တော့အဲ့ဒီဒီဘူအောက်ဘူဘူမြထွန်းလန်းအောက်ဆုံးဘလောက်အောက်ဘလောက်ပေါ့နော်အဲ့ဒီဘူမြထွန်းတာဝါမှာမြင်းကြီးတဲ့မှာကျင်းပနေပါတယ်ဘယ်သူမှမစိုးမနေ့10နိုင်ရက်နေ့မှညနေ9နိုင်အထိလွတ်လပ်စွာလာရောက်ကြည့်ရှုခန်းစားနိုင်ပါတယ်ခင်ဗျာဟုတ်ဒီပွဲလေးကိုတော့22ရက်နေ့ကနေပြီးတော့စတင်ပြသနေတာဖြစ်ပြီးတော့လာမယ့်မတ်လ26ရက်နေ့အထိပြသမှာဖြစ်ပါတယ် ဆယ်နိုင်ရနေပြီးတော့ညနေ9:00အထိ Artistic Space Art Gallery မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ဒီ gallery လေးကတော့ပုံမြထွန်းလန်းကပုံမြထွန်းတာဝါမှာတရှိပါတယ်။ပကြီအမှုပညာကိုစိတ်ဝင်စားတဲ့သူတွေအတွက် Video News ကနေပြီးတော့တင်ဆက်ပေးလိုက်ပါတယ်ရှင်။